မင်္ဂလာပါခင်ဗျာမြမ Stories War Channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြပေးမယ့်ဝတ္ထုတွေလေးကတော့ဆရာမကြီးနုနုရေအင်းဝရဲ့ခေါ်စာဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်နားတော်တာစဉ်းတော်မူရပါခင်ဗျာနေပူလေပူအောက်မှာချက်တီးကုန်းမြေပေါ်ကပြောင်းမင်းဆက်ပင်တွေရိမ့်ရိုင်လှုပ်ရှားနေကြတယ်ပြောင်းမင်းဆက်ပင်တွေ ကြားကတဲအိမ်စုလင်းကားအိမ်ကို ဟိုနားတလုံးဒီနားတလုံးလမ်းမြင်နေရတယ်။တစ်ပင်လေတို့တန်ကလွှဲရင်အားလုံးဟာငြိမ်သက်တိတ်ဆိတ်လို့တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ရိုးကူတန်တဲတဲ့နဲ့အတူနေပူလေးမှုတ်ထားတဲ့တဲအိမ်စုလေးတွေပေါ်လွှမ်းခြုံထားတာကတော့မမ်းမုတ်ရွတ်ဖက်တန်တဲတဲ့အုံယံတုံနိမိတံအဝမင်္ဂလင်စအုံယံတုံနိမိတံဖရာတရားတန်ကတမာဒေဝနတ်ကောင်းနတ်မြတ်တောဆောင်နတ်တောင်ဆောင်နတ် ချက်တီးကုန်းကိုစောင့်တော်မူသောနတ်အပေါင်းတို့အားလုံးအားလုံးမတော်မူကြပါမချေနပ်သောအပြစ်များရှိရင်လည်းအမိုက်အမဲများအားခွင့်လွတ်တော်မူပါအသားရည်နတ်မောင်သပင်ဖြူဖာလာထမိန်ရင်ရှားနဲ့ရွတ်ဖက်မမ်းမုံနေတဲ့အဘွားအူကိုတဲအိမ်လေးနဲ့အပြည့်ယောက်ျားမိန်းမတွေကဝိုင်းကြည့်နေကြတယ်အဘွားအူရှိနာမှာမဲညံ့ညံ့ဆောင်းစုပ်အထက်ထက်နဲ့ရစ်ပတ်ထားတဲ့၃နှစ်အရွယ်ကလေးလေးတယောက် ကလေးခေါင်းရင်းမှာတော့အပွားအိုမြောက်ချီပြီးပြန်ချထားတဲ့ဆက်နဲ့ပြောင်းအယောထမင်းစလောင်းဖုံးတစ်ချံတောက်ကြတာတောက်ကြတာမှာဖီစီကက်ရောက်သည်မြအမောင်ပယောကများရှောင်ကြရှားကြအုံဝေးရတို့ရှောင်ကြရှားကြမျက်စိမိထားတဲ့အပွားအိုရဲ့ခန္ဓာကိုယ်ပိန်ပိန်လေးရုတ်တရက်ရိမ်ထိုးလှုပ်ရှားလာပြီးဝုံငနယ်ထခုန်လိုက်တော့တဲအိမ်လေးပေါ်ကလူပရိသတ်တွေစီကအထိတ်တလန့်အော်တန်တွေထွက်လာတယ် ကလေးတချို့ကဆင်ပြေပြီးရင်ခွင်ထဲကကလေးတွေကပေါ်ငူကြတယ်။ဟေးကလေးအမေဘယ်မလဲကောင်မမိထွေးစိန်ဘယ်မလဲဟေးလာခဲ့ရှေ့ကိုတိုးခဲ့။အဖွားလိုပဲထမင်းရေရှားနဲ့ရှေ့နားမှာထိုင်နေတဲ့ထွေးစိန်ဆိုတဲ့ကလေးအမေခန့်ငယ်ငယ်လေးကဟီးကနေငိုချလိုက်တယ်။ပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့နောက်ဆုံးရင်အမေခေါ်နေပြီကြောက်ကြောက်တယ်အမေသွားလိုက်အမေရှေ့တိုးလိုက်။အောင်းမငါ့ကိုမခန့်လေးစားလှုပ်တလားဟေး။ အဖွားကိုခုန်လိုက်တဲ့ကြောင့်တဲကလေးတလုတ်လုတ်ရိမ့်ထိုးသွားတယ်။တဲဘူကထမင်းရင်ရှားနဲ့မိမတွေအင်ကြီးတုံးလုံးကျွတ်နဲ့ယောက်ျားတွေအကုန်လုံးလက်အုပ်တွေခြိလိုက်ကြတယ်။ဟဲ့နင့်ငုံကမှတ်လောက်သားလောက်အောင်ဆုံးမထားတာနင်မမှတ်ဘူး။ဟေးနင့်လင်တော်ထဲမှာဝါးခုတ်ရင်ဝချုံစုသေးအောင်ငါလုတာဟဲ့ငါလုတာ။လက်အုပ်ခြိထားတဲ့ထွေးစိန်မျက်လုံးလေးတွေပြူဝိုင်းပြီးတကူလုံးတုံနေတယ်။အေးအခုနင့်သားကိုလည်းငငယ်ရွယ်ရွယ်နဲ့အသက်တရာ ငါတခါတည်းတေးအောင်လှုပ်လိုက်လို့ရတယ်နော်မလှုပ်ပါနဲ့မလှုပ်ပါနဲ့အမေတော်ချက်ကြီးကိုပြောပါအောင်သူ့သားလေးကိုမလှုပ်ပါလဲအဖွားဦးကဝုန်းငနေတခါခုန်လိုက်ပြန်တယ်ဟဲ့ထွေးစိန်နှက်ဝင်နေတာကိုအဲ့လိုမပြောရအောင်ဒီကောင်မလေးနဲ့တော့ဆိုပြီးအထိတ်တလန့်တန်နေလဲထွက်လာတယ်အမိုင်မဲမှုမတိလို့ပါဖေဟာမတိလို့ပါထွေးစိန်ဟဲ့ငါပြောတယ်လို့ပြောမတိလို့ပါမတိလို့ပါဖေဟာကျုပ်သားလေးကိုတေးအောင်မလှုပ်ပါနဲ့ဖေဟာအဖွားဦးက ပင်ဖြူလေးတွေတလုတ်လုတ်ဖြစ်သွားအောင်ခေါင်းတငိမ့်ငိမ့်လှုပ်လိုက်တယ်။အေးဒီလိုဆိုနင့်သားအသက်မသေးခြင်းရဲ့ငါ့ကိုကျွေးရမယ်။နေဝင်ရီဒီယိုမှာစံထမင်းခုနှစ်စုပ်အမဲသားဟင်းနဲ့ခေါ်စာပစ်ကျွေးနင့်သားချက်ချင်းနေကောင်းသွားစေရမယ်။ဟေးကြားလား။ဟဲ့ပြောလိုက်လေထွေးစိန်ကျွေးပါမယ်ပြစ်ပါမယ်လို့။အမေကျုပ်တို့အော်ပြောပါစို့ဒီ YouTube ပေါ်တော်တော်မှနဲ့တော့ငါသိချင်တယ်ကျွေးပါမယ်ကျွေးပါမယ်ပြစ်ပါမယ်ဖေဟာ အဖွားကိုခေါင်းငိန်ရင်ပြစ်လဲလိုက်တဲ့အချိန်ကျောင်းဝါချံကလေးပေါ်တိတ်ထားတဲ့ကလေးကအော်ငိုလိုက်တယ်။မိကလေးလိုပူလောင်လာတဲ့ตาကလေးကိုထွေးစိန်ပွေယူလိုက်ရင်အမေကိုမချေမနှက်နှခမ်းကိုင်းမိတယ်။ YouTube ပေါ်တော့ပေမဲ့နေရတကာထွေးစိန်မယူဘူးမပေါ်ဘူးအမေရဲ့ခေါင်လဝေးလာတဲ့ထွေးစိန်တို့ချက်တီးကုန်းမြေတဲအိမ်စုလေးဟာပြောင်းဆက်ကိုစိုက်ပျိုးပြီးပြောင်းဆက်ထမင်းနဲ့ပဲအသက်ရှင်ကြရတယ်လေ။ဆက်ထမင်းဆိုတာဘယ်လိုဟာလဲလို့ချက်တီးကုန်းတဲစု မတိတော်ဘူးဆိုတာအမေလဲတည်သားနဲ့အမေရဲ့ကားလမ်းမနဲ့နှီးတဲ့ထွေးစိန်တို့အမျိုးရွာဟာချက်တီကုန်းကနေဆိုအတော့အပြန်နေကုန်ခီးလောက်ရှိပေမဲ့ထွေးစိန်မမောပါဘူးဒီမှာလေဒီမှာကြည့်ထွေးစိန်လဲဘင်းကပစိုးအိတ်ထောင်ထဲမှာထမင်းထုတ်ထမင်းစုပ်စံဖြူထမင်းနဲ့အမဲသားဟင်းထုတ်အတော့တုံးကတော့ဒီပစိုးအိတ်ထောင်ထဲမှာလမ်းတစ်လျှောက်တွေ့တဲ့ဟင်းရွက်တွေညစ်တွေနဲ့အပြည့်ပါအမေအကြံလေအမေကထွေးစိန်နဲ့ ုတ်ဆိုးမှချင်းတူပေမဲ့ညံချင်းမတူဘူးအမေကညံကောင်းတယ်ထွေးစိန်ကိုအဖေအမျိုးတွေရွာသွားခိုင်းတာလဲအမေပဲအဖေအမျိုးတွေကိုပေးဖို့သွားရင်လာရင်ဟင်းသီးဟင်းရွက်တွေကူခိုင်းမြစ်တွေချိုးခိုင်းတာလဲအမေပဲညနေပန်းမလာတဲ့လက်ဆောင်တွေကိုထွေးစိန်မယူချင်ဘူးအမေကအတင်းခိုင်းတာအဖိုးတန်တန်မတန်တန်ကိုကပေးစရာလေးပါတော့ကောင်းတာပေါ့ကိုကပေးရမယ့်သူလဲပေးကျင်စိတ်ရှိတာပေါ့တဲ့အမေပြောတာမှန်တယ်အဖေတို့အမျိုးတွေလဲစင်းရဲရှာကြတာပါပဲ ထွေးစိန်ခူးသွားတဲ့ဟင်းရွက်တွေမြစ်တွေကိုသူတို့လည်းမတ်ရှာတယ်ပြီးတော့အဲ့ဒီလက်ဆောင်တွေကြောင့်အဖေအမျိုးတွေကထမင်းတထုံနဲ့အမဲသားဟင်းကိုတိတ်အိမ်တက်စင်းလိုက်စုပေးခဲ့ကြတာပေါ့ထွေးစိန်မှာနားထောင်မနားနိုင်ပါဘူးလိုချင်တာလေးရတာနဲ့ရေလေးတစ်ခွက်ခတ်တောက်ပြီးအပြေးအလွှာပြန်ပြေးခဲ့ရတာဒါတောင်ချီအောင်အချိန်ကလေရွာပြန်ရောက်တာနဲ့နေဝင်မှာပဲခေါ်စာကနေဝင်ရီတရောမှာပြည့်ရတာဆိုတော့အတော်လောက်ပါပဲဒီခေါ်စာပြည့်ပြီးရင်တော့ ဒေါ်ချက်ကြီးကတားလိချက်ချင်းနေကောင်းမယ်တဲ့ဒေါ်ချက်ကြီးကကြောက်စရာကောင်းလိုက်တာထွေးစိန်ဖြစ်အခုမှသိတယ်ထွေးစိန်ဘိုက်ကြီးကြီးနဲ့မှတ်ကြီးတော်ထဲမှာဝါခုတ်ရင်ဝချွန်ကြီးစူးပြီးတည်အောင်လုပ်တာသူလုပ်တာတဲ့ဒေါ်ချက်ကြီးကိုမှတ်ကြီးဝူးမူယူယူနဲ့စိတ်ဆိုးအောင်ဘာတွေပြောပါလဲမှတ်ကြီးကလည်းထွေးစိန်ယောက်ျားရဲ့မပြောရဘူးအပြောမတက်အဆူမတက်မှတ်ကြီးတို့ဝါခုတ်တဲ့တော်တွေဟာဒီတော်တွေပေါ့လေအဝိမှာဝါပင်ယုံတွေရိမ့်ညွဲ့သွားတော့ထွေးစိန်ရင်းနဲ့ဒိတ်ခနဲဖြစ်သွားတယ်။မှတ်ကြီးဝချုံဆူတာ ီဝယုံတော်များလားထွေးစိန်နှင်းလျှောက်နေတဲ့ဝရဲ့ချောက်တွေဟာအခုမှအတန်ပိုမီလာသလိုပဲထွေးစိန်မြင်းမြန်လျှောက်ကမှဝါပင်ယုံတွေကပိုပြီးရိမ့်နှွယ်လာသလိုတိရောက်ချောက်တန်တွေကတိရွက်ချောက်တန်တွေကပိုပြီးစူညံလာသလိုဖះဖះမချောက်နဲ့နော်ငါချောက်တတ်တာနင်းတိရတဲ့နဲ့နင်းနင်းကအမဲသားပုံများငန်းငန်းတက်အမလီဒါလေးတော့မလူလိုက်ပါနဲ့ဟဲ့ နင်းသားအတွက်ဟဲ့နင်းသားလေးနေမကောင်းဖြစ်လို့ခေါ်စာပြစ်ဖို့ဟဲ့ထွေးစဉ်ခြေလန်းနေပုံမြန်လိုက်ရင်ကြောက်စိတ်ကထိမရတော့ဘူးဝေါကနေဝယုံတော့လေပြင်းတစ်ချက်အဝိမာတော့တိရွဲ့၆တိပုံမှာထွေးစဉ်ကစုံပေါက်ပြေးပြီပစိုးအိတ်ထောင်ကိုချစ်ချစ်ပအောင်စုပ်ရင်းသပင်ဖားလာဥယေဖားလာနေပေါ့အမေသာတိရင်ဘလောက်ဆူလိုက်မလဲကြောက်တယ်အမေရဲ့ချစ်ချီခိုးပါရဲ့ငါးနောက်လိုက်မလာနဲ့နော် ကျက်တီကုန်းရဲ့နေဝင်ရီဒီယောကအမောင်ဘက်ကလူကျင်နေပြီ။ရွာပြင်ဘက်တစ်ပင်အုပ်တွေရဲ့အရိတ်ကပူပြီးမှောင်အောင် လုံနေတယ်လို့ပဲ။အမေရက်ထားတဲ့ဝါးပန်းအစ်တလေးကဝစိမ့်နဲ့လေးမှုင်းနေတယ်။ဝါးကလေးတွေမှာမပြောပါခင်ပြီးစံတမင်းခုနှစ်ပုံပုံထားတယ်။စံတမင်းပုံမှာအမဲသားဟင်းကိုပုံလို့ပေါ့။ရွာပြင်ဘက်ချုံပုတ်တွေနားမှာခေါ်စာဘန်းကိုထွေးစိန်ချလိုက်တယ်။ပြီးတော့အမေမာတဲ့အတိုင်းဝါးရောက်မှအစ်တလေးနဲ့ခေါ်စာဘန်းကိုတတောက်တောက်ခောက်ရင်း အမေတင်ပေးထားတဲ့အတိုင်းအရှင်ကြီးအရှင်ကောင်းတို့အားဆံဖြူတမင်းနဲ့အမေသားဟင်းများဖြင့်ခေါ်စာများကျွေးပါれဗျာအပြည့်ရှိကကြည်တော်မူပါတပည့်တော်မရဲ့သားလေးကိုတပည့်တော်မရဲ့သားလေးကိုအမြန်နေကောင်းအောင်မတော်မူပါဆိုတဲ့စကားကိုအထက်ထက်ညွတ်တယ်အမေကခေါ်စာပြပြီးတာနဲ့မြန်မြန်ပြန်ပြီးတဲ့ကလေးကတအီအီနဲ့ထွေးစိန်စီလက်ကလေးလှမ်းလို့ဘလို့လို့ချီရပါမလဲအမေရင်ွယ်ထဲကကလေးကိုတစ်ချက်ငုံနှမ်းခဲ့ရတယ် မျက်နှာလေးကပူတော့မယ်ဒါပေမဲ့မနဲ့ပြန်စို့တတ်တာတော့မှာပါအမေစကားကိုနားမထောင်ပဲခေါ်စာဘန်းနဲ့မလန်းမကန်းကအင်းရဲ့၆ဒီပေါ်မှာထွေးစိန်ထိုင်ချပြစ်လိုက်တယ်ခုမှမောလာတယ်တနေ့ကုန်တနေ့ကန်သွားခဲ့ရတဲ့ဘိုက်ထဲမှာရေပဲရှိတယ်အဲအမျိုးတွေကြွေးတဲ့တစ်ညက်နှလုံးရေပေါ့ခေါ်စာဘန်းဘက်ကိုထွေးစိန်လှည့်ကြည့်တယ်ခေါ်စာထမင်းနဲ့အမဲသားဟင်းမုံလေးတွေကဒီအတိုင်းရှိနေစေအလိုဖျားဖျား ခြုံပုတ်တွေနားစီကအရေးလိုလိုမြင်လိုက်ရသလားထွေးစိန်တစ်ခုလုံးချက်သိန်းတွေတစ်ဖြန်းဖြန်းထားသွားတယ်ခေါ်စာကိုစားဖို့နှက်တွေလာကြပြီလားနှက်တွေကတကယ်စားသလားအမေပြောမှုတာထွေးစိန်မှတ်မိပါတယ်နှက်ဆိုတာအမွေပဲစားတာတဲ့ထွေးစိန်ဒီဘက်ပြန်လှည့်လိုက်တယ်အမေကတော့ညှော်နေတော့မှာပဲပြန်ရကောင်းမလားအိုးမပြန်သေးပါဘူးနှက်တွေအမွေစားတာကတိတ်ကြတာမှမဟုတ်တာချွတ်ချွတ်နဲ့ခြုံပုတ်လှူရှားတန်နေထွေးစိန်လမ်းပြပြီးခုန်ထလိုက်တယ် ခေါ်ဆံပန်းစီကြည့်လိုက်တော့ကြည်စမ်းကြည်စမ်းထွေးစိန်တဲ့အကြံဥသူတွေလက်ထဲကဝါးရောင်းမကိုချစ်ချစ်ပါအောင်ဆိုရင်ထွေးစိန်တဟုန်တို့ပြေးတယ်။ဝက်ကြီးဖူလုံးတန်ငယ်ခေါင်းတီးမကလေးတွေဝိုင်းနေတဲ့ခေါ်ဆံပန်းနာကိုထွေးစိန်ရောက်တာနဲ့ကလေးတွေကိုအတင်းတွန်းထိုးပြစ်လိုက်တယ်။ဟဲ့ဖဲစမ်းဖဲစမ်းနင်းတို့နော်နင်းတို့နော်ကလေးတွေကထွေးစိန်ကိုနင်းနင်းမှအေးမလုပ်ပဲထမင်းစုပ်တွေကိုလုစားကြတော့ထွေးစိန်တယောက်ကလေးတွေကိုဝါရောက်မနဲ့ခုံရင်သူ့ဘအတင်းလုစားပစ်လိုက်တယ်။ ထမင်းထမင်းစံဖြူထမင်းနဲ့အမဲသားဟင်းတစ်လုံးကရေပဲရှိတဲ့ဘိုက်သေးကိုအရသာရှိရှိခုံဝင်သွားကြတယ်။ပေးအောင်ဟေးငါပေးအောင်သွားသွားသွားကြတော့ကုန်ပြီဘမ်းမဲကြံတော့တယ်။အမေသာသိရင်တော့ထွေးစိန်ကိုဝစိမ့်တုံးနဲ့စော်ပလုံတီးလိုက်မယ်။ပါဇက်သေးကထမင်းလုံးကိုအာရပါရဝါရဲထွေးစိန်ပြန်ပြေးခဲ့တယ်။ဝက်ကြီးတို့ဖိုးလုံးတို့ကလေးတစ်တိုက်ကသမင်ဖို့ယူဖာယာထမင်းရင်ရှားနဲ့ထွေးစိန်တော့ကတဟီးနဲ့တဲဘဝမှာအမေထိုင်နေတယ်။ အမေကိုကြောက်ကြောက်နဲ့အမေရင်ခွင်ထဲကသားလေးကိုပွေယူလိုက်တယ်။ဟဲအမေခေါ်စာပြစ်လိုက်တာကလေးကိုအီးသွားပြီ။နွင်းနွေးလေးပဲရှိနေတဲ့ကလေးခန္ဓာကိုယ်ကိုစမ်းသပ်ရင်းဝမ်းသာအားရအော်တဲ့ထွေးစိန်အတန်အဆုံးမှာအော်တန်နဲ့နဲ့ကြီးပေါ်လာတယ်။ဟဲအယူမအပေါ်မှာရဲ့နင့်သားသေးနေတာဟဲ့သိရဲ့လား။နင့်သားသေးပြီမိထွေးစိန်ရဲ့။ကြောက်ရွံ့တရုပ်လိုငြိမ်သက်တောက်တင်းသွားတဲ့ထွေးစိန်ရဲ့မိစေပုံမှာတော့ ထမင်းစိဖြူဖြူလေးတွေကဖိတ်စင်လို့ lifestyle magazine ဇွန်လ2009ခုနှစ်ဝတ္ထုလေးကတော့ဒီမှာပဲစုံသက်သွားပါပြီခင်ဗျာနားဆင်သူများအားလုံးရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ